မင်္ဂလာပါရှင်ယခုဖတ်ပြမှာကတော့ဆရာကြီးတော်ရစီဘာသာပြန်ဆိုထားတယ်ဘော့ပရစ်တီကမ္ဘာထိတ်တန်းဟာသာဝတ္ထုတို့များထဲမှာသူ့ဆွေမျိုးငါဆွေမျိုးဆိုတဲ့ဝတ္ထုတို့လေးကိုဖတ်ပြမှာပဲဖြစ်ပါတယ်ရှင်အားလုံးပဲလိုက်ပါနာဆင်ပေးကြပါအောင်ရှင် ုပ်ဆွေမျိုးငါဆွေမျိုးကလေးပြူရီရွာရင်မကားဆိုင်ဖြစ်သောတန်းကော်ဝီရှိအရေးကောင်းသောတစ်ပင်ကြီးအောက်တွင်ရွာဤတူရီသော ရှေ့မီနောက်မီပုဂ္ဂိုလ်ကြီးဖိုးသက်ရှိသည်သူရှေ့တွင်ခြားထားသည့်ခီးတဲ့တအူတကားခံထားသောဘီယာကွက်ကိုတောက်ကတမြင်မြင်အရသာခံဆိုရင်က၎င်းအိမ်မုံရင်မွေးတည်သောမျက်လုံးများနဲ့ရွာလဲလန်းတစ်ချောက်ကိုလွန်ဆွတ်တာတာစွာကြည်နေပြီးမှကျုပ်တို့ကလေးပြူရီရွာသားတွေဟာတရွာမကောင်းတရွာ ပြောင်းဆိုတဲ့စိတ်မျိုး လုံးဝမရှိကြဘူးဗျာ မွေးဒီမှာဒေးဒီတိုင်းဒီရွာမှာပဲဆွဆွမြင်းမြင်းရိုးမြေကြနေတိုင်းသွားကြတာကြီးပဲအေးဆုံးဖြူတချို့တော့ရှိတဲ့ပေါ့လေဒီလူမျိုးတွေကလည်းနောက်ဆုံးကြတော့ဂျုံရင်အတိုင်းဒီချီတိုင်းပဲပြင်ရောက်လာပြီးရွာကထွက်သွားမိတာအမကြီးမလာပဲရေလို့နောင်တရကြတဲ့လူတွေကြီးပဲဒီထဲမှာရှာရှာပါပါတပြည့်တနိုင်ငံမှာသွားပြီးကောင်းစားနေတဲ့လူတယောက်တော့ရှိတဗျာဟင်နရီဝေါ်ကာရဲ့ဘာကြီးတော့ဂျော်ရှုဝါကပေါ့ဒါပေမဲ့ သူကဒီရွာသားမဟုတ်ဘူးဗျ။ဒါကြောင့်တခြားမှာသွားကောင်းစားတာဖြစ်မှာပေါ့လေ။ဂျော်ရှုဝါကဟာအော်စတြေးလျမှာသုံးမွေးလုပ်ငန်းနဲ့ချမ်းသာသွားတဲ့ဗျ။ချမ်းသာတဲ့လူပီပီအလွန်အလုံးများလို့ထင်ပါရဲ့။တူတူဟင်နရီကပတ်စံချက်တဲ့အခါလှမ်းပြီးငွေချေးတဲ့စာရင်းပြန်ဖော်တာအောင်မရဘူး။ခတာကဟင်နရီကလည်းဒီပါကြီးတော့ကိုတခါမှမြင်ဘူးတွေ့ဘူးတာမဟုတ်ဘူး။လန်ဒန်မှာရှိတဲ့ဆွေမျိုးနိစပ်တယောက်ရဲ့ပြောပြချက်ကြောင့်သိရတာကို ကျုပ်တို့တွင်ဟော်ရီပန်ကိုပြီးမှဆုံးပြီးဘီယာဆုံးကြလေတိုင်းစကားဆက်မိရင်ဟင်နရီကသူ့ပါကြီးဘလောက်ချမ်းသာကြောင်းမဆ ਾਇ ရညော့ခံကြွားပြီးဒီအဖိုးကြီးတည်ခဲ့တော့သူ့အမွေတွေဘယ်လိုဆက်ခံမှမလဲလို့တွေးပြီးပူရတာအမောလန်ဒန်ကသူ့ဆွေမျိုးတည်သွားတော့ဟင်နရီဟာသူ့ပါကြီးအကြောင်းတွေမကြားမသိရတော့ဘူးအဆက်ပြတ်သွားတဲ့သဘောပေါ့ဒီမှာရင်ဟင်နရီကသူ့ပါကြီးတည်ရင်အမွေတွေသစိမ်းတရံလက်ထဲရောက်ကုန်တော့မှာပဲလို့တောက်ကတွေဖြစ်ပြီး မစားနိုင်မတော့နိုင်နဲ့တော်တော်ကြီးပိန်သွားရှာတယ်။သူ့မှာမြောင်မီခဲ့ကြိုင်မိတယ်လို့ပြရာခတ်ပြီးဘလို့လောက်ရကောင်းမလဲ။ဩစတြေးလျကိုပဲလိုက်သွားရကောင်းမလားနဲ့ဖြစ်နေတော့မှပီလီချမ်းမကဈေးသက်သာတဲ့အကြံဉာဏ်တစ်ခုပေးတယ်။ဟင်ရီအနေနဲ့သူ့ဘာကြီးစီကိုတနိုင်ငံသားမှာအသက်ကြီးပြီဖြစ်တဲ့ဘာကြီးတော်ဟာကြည့်ရှုမဲ့ဆွေမျိုးရင်းချာမရှိဘဲနေလို့မတဲ့တော်တဲ့အကြောင်းအင်္ဂလန်ပြန်လာပြီးအင်ပဒန်ချစ်တဲ့ဒူရောမောင်ဖြစ်တဲ့မိမိနဲ့လာနေရင်အသက်ထက်ဆုံးကောင်းမွန်စွာပြည့်စုံဆောင်ရှောက်မယ်အကြောင်းအနုအညွတ်စာရေးဖို့ပေါ့ အဲ့ဒီစာရေးဘုဟာတယောက်တစ်ပါဝိုင်းပြီးအကြံဉာဏ်ပေးလိုက်ကြတာနောက်ဆုံးတော့အင်မတန်လှပသေးတဲ့စူပောင်းသမဝါရမစာတဆောင်ဖြစ်သွားပါလေရောလှဆိုစာရွက်ကပန်းရောင်မှာအနာတွန်ကလေးတွေနဲ့စာအိတ်ကအစိမ်းရောင်လေးလေဘီလ်ချမ်ဘာကတော့စာကိုအခေါက်ခေါက်ပြန်ဖက်ပြီးဒီစာကိုဖတ်လို့မစိတ်မထိခိုက်ရင် မင်းအဖိုးကြီးဟာတန်မဏိအသေးနှလုံးပိုင်ရှင်လို့ပဲတောင်းဟင်နရီဝေါ်ကာကိုပြောတယ်ဒီစာထည့်လိုက်ပြီးလေးလလောက်ကြတော့ဟင်နရီဘာကြီးတော်စီကစပြန်လာတယ် စာထဲမှာပါတာကတော့တူတော်မောင်ဟင်နွေရဲ့စေတနာကိုကျေးဇူးတင်ကြောင်းအင်္ဂလန်ကိုပြန်လာပြီးအယူထုတ်ဖို့သူ့မှာလည်းစိတ်ကူးရှိကြောင်းအကယ်၍အင်္ဂလန်သို့ရောက်ခဲ့သည့်ရှိသောတူတော်မောင်ဟင်နွေစီရောက်အောင်လာခဲ့မဲ့အကြောင်းတွေပါတယ်ကျုပ်တို့တို့အားလုံးဟာကြီးစာအုပ်ဖတ်ပြီးတော့တူရောင်ရင်ကြီးဟင်နွေတော့ဇာတာဆန်းလက်တက်လာပြီလို့ဝိုင်းပြီးဝမ်းသာအားရဖြစ်ကြတယ်ဒါပေမဲ့ဟိုခွေးမသားလူယုံမှာပေါ်ပရတီဆိုတဲ့အကောင်ကတော့နှာခေါင်းရှုံပြီးငါတို့မင်းတို့ဟင်နွေအဖိုးကြီးကို မျက်စိနဲ့တက်အပ်မြင်မှာပဲယုံတော့မယ်။ငါတော့မင်းပါကြီးဟာမင်းညံကိုကြောက်လို့ဩစတြေးလျကိုပြောင်းပြည့်တယ်ထင်တာပဲလို့ဆိုတော့ဟင်ရီဟာရှွှရှွှရှာရှာနဲ့ဒေါ်အပွားကြီးပွားပြီးဟိတ်ကောင်ဘော့ပရစ်တီမင်းထင်တာတွေတောင်းရမ်းလျှောက်ပြောမနေနဲ့ဒိုးပါကြီးဩစတြေးလျသွားတော့ငါတော့မမွေးသေးဘူးကွာဒါဖြင့်မင်းဖေကြီးကိုကြောက်လို့ဖြစ်မှာပေါ့ကွာသူများကိုမခန့်ကြီးမခန့်တာပြောရမယ်ဆိုရင်ဘရော့မှာအလျှော့ပေးလိမ့်မရှိတဲ့ဘော့ပရစ်တီကဆက်ကလေးတော့သူတို့ဟာတယောက်နဲ့တယောက်တော်တော်လေးစကားများကြသေးတယ်အဲ့ဒီနောက်ပိုင်းတော့ ဘော့ပရစ်တီဟာဟင်နရီကိုလမ်းမတွေ့တိုင်းဟိတ်ကောင်ဟင်နရီအော်စတြေးလျကလာတယ်မင်းပါကြီးနေကောင်းလားတို့အိမ်များခေါ်လာပြီးလဲပါစီအောင်ကအိမ်ထဲချီကုန်နေလို့ဘယ်ကောင်းမလဲအထူးသဖြင့်မင်းအိမ်မျိုးကပိုဆိုးတာပေါ့ဟင်နရီပါကြီးပဲအင်္ဂလန်ပြန်ရောက်ပြီးဟင်နရီတို့အိမ်မှာလာနေနေတယ်လို့ပြောဆိုနောက်ပြန်လေးရှိတယ်။ငါကောကစကားများများမပြောတတ်တဲ့လူအေးဟင်နရီဟာပေါ်ပရစ်စီဒီလိုပြောတာကိုစိတ်ဆိုးရောင်ကလည်းလို့ဘာပြန်ပြောရမှန်းမသိဖြစ်နေရှာတယ်။စိတ်ထဲမှာလည်း ။သူ့ဘာကြီးကအင်္ဂလန်ကိုပြန်မလာပါတော့မလားလို့အကြီးအကျယ်စိုးရင်ကြောက်ကြနေရှာတယ်။ဒါကြောင့်ဦးမလုံအောင်ပွင့်ပြီးသူ့ဘာကြီးအကြောင်းမင်းမိတဲ့လွန်ရန်တက်တဲ့လူပြုတ်နေတော့တာပဲ။ဒီလိုနဲ့ဟင်ရီဘာကြီးစီကပြန်စာရပြီး6လလောက်ကြာတဲ့ညတညမှာသူ့တို့တွေထုံးစံအတိုင်းပန်းကုန်ပြီးမှဆုံကြတော့တောက်ရင်စာရင်နဲ့အချုပ်စရာဒီကီဝီကဘော့ပရစ်တီကိုဟဲ့လို့ပေါ့မင်းအိမ်မှာဘယ်ကအဖိုးကြီးတယောက်ရောက်နေတာလဲကွဒီတော့ဘော့ပရစ်တီက တောက်လက်ဆပီယာခွက်ကိုစပွဲပေါ်မှာတည်တည်ချာချာချလိုက်ပြီးတီကီဝီကိုမီယွန်တင်ကရှိရဲ့မျက်နှာထားနဲ့အဖိုးကြီးဟုတ်လားမင်းဘာတွေပြောနေရလဲဟိုအဖိုးကြီးလေကွာမုတ်စိတ်မွေးပတိုင်းမွေးပြူပြူနဲ့စကားပြောရင်တန်သေးတန်ကြောင်းနဲ့အဖိုးကြီးပေါ့မင်းအိမ်မက်မက်နေတာထင်ပါရဲ့တီကီလို့ဆိုတော့ဘီလ်ချမ်းမကဘေးကလားတီကီအိမ်မက်မက်တာဟုတ်ရမှာလဲငါလည်းမြင်နေကွာဘော့ပရစ်တီကသူ့ဘီယာခွက်ကိုစပွဲပေါ်ချွင်ခနဲပြန်ဆောင်ချလိုက်ပြီအိုးမင်းလည်းမြင်တကူ ငါအိမ်မှာဘသူရှိတယ်ဘယ်ဝါရှိတယ်ဆိုတာတွေကိုမင်းတို့နဲ့ဘာမှမဆိုင်ဘူးကွာဘာသဘောနဲ့မင်းတို့ကငါအိမ်ကိုလာချောင်းနေကြတာလဲဟိချောင်းတော့မဟုတ်ဘူးကွာတို့သွားရင်လာရင်နဲ့တွေ့တာမင်းအိမ်ကိုချောင်းနေထင်အောင် မင်းကဘာမှမဟုတ်တာတွေလုပ်နေလို့လဲကွာဘူချမ်းမကပြန်နေတော့ဘော့ဘရစ်တီလဲဆက်ဆက်ထိမခံဘာလို့လောက်ပေါ့ကွာမင်းတို့နဲ့မဆိုင်ရင်ဝင်မရှုံးနဲ့မင်းတို့ကိစ္စဆိုလဲငါကင်းငင်းနေတာပဲမဟုတ်လားဒီတော့ဘူချမ်းမကကျုပ်တို့အားလုံးကိုမျက်စိဝေးကြည့်လိုက်ပြီးဒီလိုကွာ တနေ့ကငါအိမ်အပြန်ဘော့ပရစ်စတီအိမ်ရှေ့ကအဖြတ်သွားအိတ်ခမ်းပရင်ဘဝမှာအဖိုးကြီးတယောက်ရဲ့မျက်နှာကိုတွေ့လိုက်တယ်ဘသူများပါလဲလို့ငါတွေးနေလို့မဆုံးသေးဘူးတကယ်လေလက်ကြီးတစ်ပတ်ထွက်လာပြီအဖိုးကြီးကိုဆွဲသွင်းသွားတယ်ကွအဲ့ဒီလက်ကြီးကလည်းညက်ပတ်လိုက်တာလွန်မာရောတေးတေးချာချာမြင်ရတာဒီတော့ဒီကီဝက်ကလည်းနောက်ပြီးအဲ့ဒီအဖိုးကြီးကချောင်းချောက်တဟုန်ဟုန်ဆိုးနေရလဲငါတေးတေးချာချာကြားရတယ်ကွဘော့ပရစ်စတီဟာတေးကီဝက်ပတ်ဆက်ခနဲ့လဲလိုက်ပြီဟာ မင်းကကြားတတ်လားကြလားကွအေးနောက်ကိုမင်းမကြားကျင်တာတွေကြားမနေရဘူးပဲတတိထားပြီးတော့ကိုလူလို့ဒေါနဲ့မောနဲ့ပြောပြီးကလထိုင်ကိုဖနှောက်နဲ့ဝုန်းခနဲ့နောက်ပြန်ကန်ပြီးဆိုင်ထဲကထွက်သွားရတယ်။သူ့ဘာကြောင့်ဒီလောက်စိတ်ဆိုးသွားတယ်ဆိုတာကျုပ်တို့မတွေ့တတ်အောင်ပဲပိုပြီးအံ့ဩစရာကောင်းတာကဘော့ပရစ်တီကသူ့ဘီယာခွက်တွေကဘီယာတွေတဝက်ကြော်ကြော်ကြီးချင်လာခဲ့တာပဲ။ဆမ်ဂျုံကဘော့ပရစ်တီရဲ့ကြောပြင်ကိုကြည့်ပြီးဒီကောင်မဟုတ်တာတခုခုတော့လုံနေပြီကွမင်းတို့စောင့်ကြည့်ကြပြီးတော့ငါထင်လိုက်ရင်မလွဲဘူး။ ။နောက်ရက်တွေမှာတော့ဘော့ဖရစ်စတီရဲ့အိမ်ဟာလူတကာရဲ့ချောင်းကြီးတွင်ကြီးဖြစ်နေတော့တာပေါ့။သူ့အိမ်ရှိဖြတ်သွားတဲ့လူတိုင်းကပရင်းဘောက်ကိုလှမ်းမကြည့်တဲ့သူရဲ့လို့မရှိတော့ဘူး။ကလေးတွေဆိုတာထူးဆန်းတဲ့အဖိုးကြီးကိုမြင်ရနိုးနဲ့တနေ့ကောင်ဘော့ဖရစ်စတီရဲ့အိမ်ရှိမှာစော့ကစားနေကြတယ်။တခါတော့အဖိုးကပရင်းဘောက်ကမှရုတ်တည်ကြီးတယုံလို့တောင်းတောင်ကြီးထိုင်နေတာတွေ့ရတဲ့။နောက်ပြီးအဲ့ဒီအဖိုးကဘော့ဖရစ်စတီလမ်းမှာတွေ့လို့ခေါ်ယူချွေးမွေးထားတဲ့အင်ဂျီယာမဲတယောက်ဖြစ်တယ်လို့လည်းပြောကြတယ်။ဘော့ဖရစ်စတီက ီအဖိုးအိုကိုစိတ်စေတနာကောင်းနဲ့ကျွေးမွေးထားပေမဲ့လူတွေကသူ့ကိုအကောင်းမထင်ပဲကဲ့ရဲ့တကြိုကြမှာဆိုလို့ဖွင့်မပြောတာတဲ့သို့တော်ဒါတွေကိုဘယ်သူမှမယုံပါဘူးလေယုံစရာလည်းမရှိပါဘူးအဖိုးအိုဟာတခါတခါရာထဲထွက်လမ်းလျှောက်ဖူးပါရဲ့ဒါပေမဲ့ပေါ်ပရစ်တီဒါမှမဟုတ်သူ့မိမကအမြဲနောက်ကကပ်ပါနေတာပဲအဖိုးကြီးကိုစကားစမိပြောမယ်ကျင်းသူတို့လင်မယားကအဖိုးအိုနားထိုင်နေလို့ဘာမှမကြဘူးပါညာနဲ့ကာစီကာစီလုပ်ပြီးအမြန်ဆွဲခေါ်သွားကြတယ်အေး တနေ့ညတော့ပန်းကော်ပီမှာလူဆောင်တော့တီကီဝီဟာအမောဒဂွန်နဲ့ရောက်လာပြီးလူအများအသက်ရှူမစေမဲ့တဲ့ရင်ကိုပြောတော့တယ်။ဟဲ့လူတွေကြောက်ခုပဲစားလိုက်ကလာခဲ့တာ။စားလိုက်မှာတော့ဘောပရစ်တီအင်ကအဖိုးကြီးအတွက်စားတဆောင်ရောက်နေတာတွေ့ရတယ်ဗျ။မင်းကလည်းဒါများအဆန်းလို့လို့အထိတ်တလန့်ပြောနေရသေးတယ်။ဟင်နရီဝေါ်ကာကလှမ်းပြီးအပြစ်ပြောတော့တီကီဝီကဟေးဟင်နရီငါ့ကိုတော်ရံအပြစ်မတင်နဲ့ကွ။ဆမ်ဆန်တော့မသိဘူး။စားအိတ်ပေါ်ကလိမ့်စာက မစ္စတာဂျော်ရှူဝါကဆိုတော့ငါတိတိချာချာမျက်စိနဲ့တက်အမြင်ခဲ့တာပဲမောင်ကြီးကဲမင်းဘာပြောအောင်မလဲအောင်မလဲဒီတော့မှဟင်နရီဝော့ကတခါတည်းဆွဆွခုံတော့တာပဲစစ်စစ်တွေ့ရေးရေးပေါ်ဆိုတာခုမှဘော့ပရက်စတီရဲ့အကြံကိုကွန်ကွန်ကွက်ကွက်ကြီးသဘောပေါက်ကြတော့တာကိုအဲ့ဒီနားထိုင်နေတဲ့အဖိုးကြီးကဟင်နရီဝော့ကရဲ့ဘာကြီးဂျော်ရှူဝါကဘော့ပရက်စတီကသူ့ကိုယ်သူဟင်နရီဝော့ကရဲ့လို့ပုံမှားရိုက်ပြီးအဖိုးကြီးကိုအပိုင်စီးထားတာပေါ့ဟင်နရီဝော့ကဟာ ညောင်မီးခဲကင်လို့ခုံဆွားခုံဆွားလုပ်ပြီးငါပါကြီးကိုခိုးထားတယ်လို့ကာလာနန်တိုက်ပါစေတေးစင်းစုံနဲ့တေးပါစေတမျိုးလုံးတစွေလုံးဝမ်းရောကကြပါစေဘာညာဆုံးလို့သူပါဇက်ထဲတွေ့သည်များဆဲလိုက်ဆိုးလိုက်ဆူလိုက်ပူလိုက်တာဆိုင်ရှင်စမစ်ကသူ့ကိုတိတ်တော့တိတ်တော့လို့လေးကတိတိတောင်တတိပေးတာမရတော့လို့ဆိုင်ပြင်ဆွဲထုတ်ပြီးတိတ်တိတ်မနေမချင်းဆိုင်ထဲပြန်ဝင်ခင်းနေလို့အမိန်ထုတ်ပြရသည်ထိပါပဲဟင်ရီယာအပြင်မှာ9မိနစ်လောက်နေပြီးမှဆိုင်ထဲပြန်ဝင်လာခဲ့ပြီးတော့တနာစရာလို့တကားကို ဘာလုပ်ရမလဲဆိုတာလိုက်ပြီးအကူအညီတောင်းနေတယ်။ဒီတော့ထုံးစံအတိုင်းတယောက်တစ်ပေါက်ကောင်းလို့ရရအကျဉ်းဉဏ်တွေဝိုင်းပေးလိုက်ကြတော့တဆိုင်လုံးစုညံလာပြန်တော့ဆိုင်ရှင်စမစ်ကစိတ်မရှိနိုင်တော့ပဲဒီလိုသာစီးမရှိကံမရှိစုညံနေကြရင်ဆိုင်ကိုဆော့ဆော့ပိတ်မယ်လို့ချင်းချောင်းနေတော့မှာပဲဆိုင်ပြင်ဘက်ကတရွှေရွှေလေးကြွန်တန်ကြပြီးခွေးမာတာဘောပရစ်စတီကဆိုင်နဲ့ဘွားကနေပေါ်လာတော့တယ်။သူဟာဆိုင်နဲ့ခြေတလန်းချမိတယ်ဆိုရင်ပဲဟင်နရီကပြပြနေနေဆဲတော့တာပဲ။ဘောကတော့ သူ့ကိုအားရပါးရဆင်းနေတဲ့ဟင်နရီကိုအင်မတန်အံ့အားတင်တဲ့မျက်နှာထားနဲ့ကြည့်နေ။ဟာကောင်ရ။ဘာဖြစ်နေတာလဲ။အဆဲရောက်လာထပြီးယူညံ့နေတာ။ဟဲ့ခွေးတကူငါပါကြည့်ပြန်ပေး။ဟင်နရီကအားကောင်းချစ်ပြီးအော်တယ်။ဒါပေမဲ့ဘော့ပရစ်တီကအေးဆေးပဲ။မင်းမနေပြီဟင်နရီ။မင်းပါကြည့်ကိုငါဘလို့လို့ခိုးရမှာတော့။ဒါဖြင့်မင်းအင်ကဂျော်ရှုဝါကဆိုတာဘယ်သူလဲဟဲ့။အော်ဒါလား။နာမည်သာတူတာပါ။ဒီကဘာပေါ်မှာဂျော်ရှုဝါကရအများကြီးရှိနိုင်နေကွ။ ငါအင်္ဂါဂျော်ရှုဝါကကမင်းပါကြီးမဟုတ်ပါဘူးတခြားအဖိုးကြီးတယောက်ပါငါလိမ်မပြောပါဘူးဟင်နရီကဝုန်းခနဲ့ထားရပြီအိုးနားမလဲဘူးငါခုသွားမိမယ်နောက်ပြီးငါပါကြီးကိုမင်းကဘယ်လိုကောင်းလဲဆိုတာတိတိကျကျရှင်းပြရလိမ့်မယ်ဒီချိန်ဆိုသူအိတ်နေပြီကွသွားပြီးမနောက်ရှက်ပါနဲ့ဘော့ပရစ်စတီကလူကြီးလူကောင်းလေးတန်းနဲ့ဟန်တာတော့ဒါဖြင့်မနက်မိုးလင်းလင်းစင်ငါလာမယ်အိုးငါရင်တော့မင်းလာစရာမလိုပါဘူးဘယ်နဲ့ ငါ့ကိုရကြမရှိအောင်ဆဲဆိုထားပြီးတော့မှငါ့အိမ်ရိတ်တောင်မင်းမင်းမာနေတော့ငါဟာစင်ရဲသားတယောက်ပါဒါပေမဲ့မနာတော့ရှိပါသေးတယ်ကွနောက်ပြီးတစ်ခုထပ်ပြောဦးမယ်ဒီအဖိုးကြီးဟာအားကိုးစရာမရှိလို့ငါကစေတနာထားပြီးအိမ်မှာခေါ်ယူကျွေးမွေးထားတဲ့လူပါမင်းနဲ့ဘာတွေ့တာမှမတော်ဆက်ပါဘူးဒီတော့မင်းဒီတေကန်ဒီအဖိုးကြီးကိုအနောက်ရှာမပေးပါနဲ့မင်းတို့ဒီအဖိုးကြီးကတပတ်ဘလောက်ပေးထားတယ်လဲပေါ့ဘယ်ချမ်းမကမေးတော့ဘော့ပရစ်တီကမကြားချင်အောင်ဆောင်နေတယ် တင်းနေကနွေရဖျားရှိကိုကြောင့်မမိမိမအောက်ထုတ်အသည်ဆက်ဆက်ကိုစောင်းလို့ဆိုပါလားမိမိမဟာမင်းနဲ့ညာပြီးကလေးကတခါမှအောက်ထုတ်တဲ့မွေးနိုင်မှုခုမှပဲလို့ငါမိမပြောတယ်ကွနှုတ်ပြီးမိမိမင်းပေါခန်းစီအစ်တတွေကိုဘဲကရတာလေပီတာဂါဘင်းကမေးပြန်တယ်ဒီတော့ဘော့ပရစ်တီကသူ့တောက်လက်ဆပ်ပီးယားကိုအကောင်လုံးမောချလိုက်ပြီးဘာတခွန်းမှမပြောဘဲခြေတံပြင်းပြင်းနဲ့ထွက်သွားတော့တယ်ဒီတော့ဘယ်ချမကအင်မတန်ခံပြင်းနဲ့မျက်နှာနဲ့မင်းပါကြီးကိုသူ့အိမ်မှာအချင်းချထားတာကွာဟင်ရီ မင်းပါကြီးပုံကိုကြည့်ရတာလဲအသက်ကြီးလာပြီကွာတငယ်တောင်ပြန်နေရောက်မယ်ဘာမှမမှတ်မိပုံလည်းမရဘူးဒီတော့ဘော့ပရစ်တီကမင်းဟန်ဆောင်ပြီးအဖိုးကြီးစီကငွေတွေအုပ်နေမှာတိတ်ကြတယ်ဒီစကားကြတော့ဟန်နရီဝေါ်ကာကဒေါသကြောင့်အယူတစ်ပိုင်းဖြစ်နေတာပဲနေ့စဉ်နေ့တိုင်းဘော့ပရစ်တီအင်ရှင်မှာနိုင်ပေါင်းများစွာလန်တလာရင်အဖိုးကြီးနဲ့စကားပြောခွင့်ကိုစောင့်နေဒါပေမဲ့ဘော့ပရစ်တီကအလစ်ကိုမပေးဘူးတရွာလုံးကဟန်နရီဘက်ကနာပြီး ဘော့ပရစ်စတီကိုစိတ်ဆိုးကြပါမယ်။သူတို့လည်းဘာမှမတတ်နိုင်ဘူး။ဒီလိုနဲ့ကံကောင်းကြတော့မမျော်လင့်မဲဟင်နရီအတွက်အခွင့်အရေးကောင်းရလာတယ်။ကျုပ်တို့တွေကညနေပန်းကော်ပီမှာတောင်းရင်ဆိုင်ရင်ဟင်နရီပါကြီးအကြောင်းပြောနေကြတော့ပြုံးစုံအဖိုးကြီးကိုယ်တိုင်စိုက်နှဲဝင်လာတာပဲဗျို့။တကန်လုံးဟာရုတ်တရက်တိတ်ဆိတ်သွားပြီးအဖိုးကြီးကိုပဲကြောင်ကြည့်နေကြတယ်။သူကတော့စပွဲတစ်လုံးမှဝင်ထိုင်ပြီးကျင်းတဲ့ဘီယာတစ်ခွက်ကိုမှတောက်နေတော့တယ်။ကျုပ်တို့အထဲမှာပထမဆုံးဟင်နရီကိုသတိရတာကတော့ဘီလ်ချမ်းမပဲ။ ဒီချိန်မှာ Henry ကလည်းစိုင်းကိုမရောက်သေးတာနဲ့ Bill ဟာ Henry ကိုခေါ်ဖို့စိုင်းနဲ့ကအမြင်ဆုံးထွက်သွားတော့တယ်။မကြခင်မှာပဲနှစ်ယောက်သာဟောဟဲလိုက်ပြီးပေါက်ချလာတော့တယ်။ Bill ဟာအဖိုးကြီးကို လက်ညှိုးထိုးပြရင်ဟောဟုမှမင်းပါကြီးဆိုတော့ Henry ခင်ဗျာဝမ်းသာလုံးလို့တကူလုံးတုံရင်ပြီးအချိုသားဆုံးအပြုံးမျက်နှာနဲ့အဖိုးကြီးအနာကိုမုံမုံမြဲလေးခတ်သွားပြီးနေကောင်းလားပါကြီးလို့နှုတ်ဆက်တော့အဖိုးကြီးကခက်စိမ့်စိမ့်ပဲပြန်ကြည့်ပြီးအော်တယ်။ဘာပြောလဲ?"အော်နေကောင်းလား"လို့မေးတာပါ။ ဒီတော့အဖိုးကြီးကသူ့နာတစ်ဖက်လက်ဝါးနဲ့ကရင်ကြည်ကြည်ပြောပါကွာငါကနားသိမ့်မကြရဘူးဒီတော့မှဟင်နရီကအတန်ခက်ကြဲကြဲနဲ့ဘာကြီးနီးကောင်းလားကျွန်တော်ဘာကြီးတူဟင်နရီဝေါ်ကလေအိုးမင်းကိုဘော့ပရစ်နီကမင်းเจ้าနဲ့အကုန်ပြပြပါရဲ့ဟမ်ဒီကောင်ကဘာတွေပြောတယ်လဲသူစကားတော့နားမယောင်လိုက်ပါနဲ့ဘာကြီးရဲ့ဘော့ပရစ်တီကဖျားစာတောင်မှန်မှန်ကန်ကန်ဆိုတဲ့လူမျိုးမဟုတ်ပါဘူးမသိဘူးလေကွာသူကပြောတော့မင်းဟာငါ့ငွေတွေကိုမျှော်မှန်းနေတယ်ဆို ဒါဟာသူ့ထွင်လုံးကြီးပဲဗာကြီးသူကသာဗာကြီးငွေတွေကိုချူမဲ့သူစစ်သူ့အိမ်မှာဗာကြီးနေဖို့လည်းမသိမှာဘူးအင်မတန်ကြက်တီရုပ်တဲ့မိသားစုပါမယုံရင်ဟော်ဒီတရားလုံးမေးကြည့်သူ့အကြောင်းဆိုပါဇက်တနာလုံးလို့ပြောတောင်းမပြောချင်ကြဘူးအဖိုးကြီးကတဆိုင်လုံးမှာရှိတဲ့လူတွေကိုမယုံသင်္ကာမျက်လုံးနဲ့ကြည့်လိုက်ပြီလူတိုင်းဟာငါပစံတွေရဖို့ကြံစီနေကြတာပဲတယောက်မှမကောင်းဘူးကျွန်တော်ဒီလိုလူစားမဟုတ်ပါဘူးဆိုတာဗာကြီးကျွန်တော်အိမ်လိုက်နေမကြခင်သိရပါလိမ့်မယ်ဗာကြီးပြရယုံမလားယင် ဟင်ရီကအဖိုးကြီးဘေးကကလထိုင်အသာဝင်ထိုင်ရင်းမေးတော့အဖိုးကြီးကဆိုင်ရှင်စမစ်ကိုလမ်းကြည့်ပြီးခမမှာပဲဂျင်းနဲ့ဘီယာနောက်တစ်ခွက်ခုနကတော့လို့ဂျင်းမခုံးနဲ့ကွာငါမကြိုက်ဘူးစမစ်ကသူ့ဆိုင်ရာဘရောမဒါမျိုးမလုပ်ဘူးလို့ဒေါ်ပေါ်ပါနဲ့ပြောပြပေမဲ့အဖိုးကြီးကနားလေးတော့မကြားဘူးပေါ့ဟင်ရီကစမစ်ကိုစိတ်မဆိုးဖို့ချော့မော့ပြောပြီး အဖိုးကြီးခွက်ထဲမှာဂျင်းကိုပုတ်ပုတ်မုတ်မုတ်ကလေးထည့်ပေးစီတယ်အဖိုးကြီးကသူ့ခွက်ထဲကဟာတငုံလောက်တောက်ပြီးမှဂျင်းနဲ့ပုံပေါ်သွားလို့ ဟင်နရီစကားစမီပြောရတော့တယ်။ဘာကြီးကျွန်တော်စီဘာကြောင့်လာမနေတာလဲ။ကျွန်တော်အိမ်မှာဆိုဘာမှလူလဲသေးမရှိအောင်ဘာကြီးကိုပြုစုမှာပါ။ဘော့ပရစ်တီကမင်းဟာငါ့အမွေကိုချိန်နေတယ်ဆိုတော့ဘယ်မှာလာနေဖို့မှလဲကွ။ငါ့အောင်မင်းမြင်တရားမလုပ်ဘူးလို့ဘသူပြောမှမှာလဲ။ဒါဟာဘာကြီးနဲ့ကျွန်တော်တက်တက်ရန်တိုက်တာပါဗျာ။ဒါပြင်မင်းကဘာကြောင့်ဒီလောက်တောင်ငါ့အောင်ခေါ်နေတာလဲ။အော်ဘာကြီးကကျွန်တော်ဒေတာရင်ကြီးမဟုတ်လားဗျာ။အရေးကြီးတော့တွင်းနီမဆိုရဲမဟုတ်လား။ ကျွန်တော်အိမ်ဟာဘာကြီးအိမ်ဖြစ်ရမှာပေါ့ဒါဖြင့်မင်းကဆရာငွေမလိုချင်ဘူးပေါ့အဖိုးကြီးကဟင်နရီကိုစစ်စစ်ကြည့်ပြီးမေးတယ်ဖះဆုစီမလိုချင်ပါဘူးဗျာဒါဖြင့်မင်းအိမ်မှာငါနေဘော်ဒါကတပတ်ဘလောက်ပေးရမလဲဟာဘာကြီးကလည်းဗျာကို့တူအိမ်ကိုနေတာဘယ်မှာဘော်ဒါကပေးနေရမှာလဲဒီလိုစိမ့်စိမ့်ကာကာကြီးမပြောပါနဲ့ဘာကြီးရဲ့ဒီတော့အဖိုးကြီးကသူစဉ်းစားအောင်မယ်လို့ပြောတယ်ဟင်နရီကလည်းအခွင့်အာဏာတော်မူရင်းနှီးသွားအောင်သူ့အဖေအကြောင်းသူ့မိအကြောင်း သူ့အဖေနမဒေါ်လီမာရီယာအကြောင်းဆွေเจ้าမျိုးเจ้าတွေပြောပြတော့အဖိုးကြီးကတော်တော့ဒီဘောကမိသားစုအကြောင်းနေသူနောက်ထပ်မကြားကြတော့ဘူးလို့ငောက်တော့ဟင်နရစ်ခမားတပြင်းစကားလမ်းကြောင်းလွဲပြီးဩစတြေးလျအကြောင်းဘာကြီးမှသူတွေဘလောက်များကြောင်းသွားမိမိကမှပိုဆိုးတော့တယ်အဖိုးကြီးကထိုင်ရာဝုန်းခနဲထပြီးစိတ်ဆိုးမှန်ဆိုးနဲ့ဟင်နရီဒီလိုမေးတာသူ့ပြည်စီကိုလိုချင်လို့လို့ဆိုပြန်တယ်ဟင်နရစ်ခမားအဖိုးကြီးကိုတရွတ်တည်းချုံမော်တောင်းမင်းနောက်ထပ်ကျင်တဲ့ပြရာတစ်ခွက်အမြင့်မှပေးလိုက်ရတယ် ဒီတော့မှအဖိုးကြီးစိတ်ပြေသွားပြီးဟင်နရီစီမှာခဏတစ်ဖြုတ်လိုက်နေကြည့်မယ်ကြာရင်ဆက်နေမယ်မကြာရင်မနေဘူးသူနေစဉ်အခါမှာဘော်ဒါကလည်းတပြားမှမပေးဘူးလို့ခက်မှမှာပဲပြောတယ်ဟင်နရီဟာပြောမပြနိုင်လောက်အောင်ဝမ်းသာသွားပြီးပြားရည်နဲ့တကားရောထားတဲ့မျက်နှာနဲ့ဟာဘာကြီးကပေးတောင်ကျွန်တော်မယူပါဘူးဗျာဘာကြီးခုပဲကျွန်တော်အိမ်ကိုလိုက်ခဲ့မယ်မဟုတ်လားယင်အဲ့ဒီလိုမေးတော့မှစကားမဆုံးသေးဘူးအရက်ဆိုင်တကားဝုံနိုင်နဲ့ပွင့်လာပြီးဘော်ပရစ်တီပြားကြီးပြားနဲ့ဝင်လာတယ်သူဟာဟင်နရီမျက်နှာကိုတစ်ချက်လှမ်းကြည့်ရင် အဖိုးကြီးစီလျှောက်သွားပြီးသူ့လက်တစ်ဖက်ကို အဖိုးကြီးပခုံးပေါ်ပိုင်စိုးပိုင်နှင်းတင်လိုက်တယ်။ပြီးတော့အင်မတန်မှဆိုးရိမ်နေလေတန်းနဲ့အောင်မလေးကျုပ်မှရှာလိုက်ရတာမစ္စတာဝေါ်ကာရဲ့ဘယ်စီရောက်လို့ဘာတွေဖြစ်နေပြီလဲလို့အဲ့ဒီအခါမှာမင်းကမင်းဒုက္ခရှာနေနေတော့ပေါ့။ဦးကြီးကတင်ညာကစားပြီးငါ့အိမ်မှာလာနေတော့မှတဲ့။ဟင်နရီကကြောက်ကြောက်ဝင်းဝင်းမျက်နှာပေးနဲ့ပြောလိုက်တော့ဘော့ပရစ်စတီကအဖိုးကြီးလက်မောင်းကိုဆက်ခနဲ့ဖမ်းဆွဲလိုက်ပြီးဟာဒီလိုလုပ်လို့ရမလားကွာ ။သူကငါပေါ်တာပဲ။ခုပဲပြန်ခေါ်သွားရမယ်ဆိုပြီးအဖိုးကြီးကိုဆွဲခေါ်တယ်။အဖိုးကြီးကကန့်လန့်ကန့်လန့်နဲ့ပါသွား။ရုတ်တရက်ပါလောက်ရမယ်မသိဖြစ်နေတဲ့ Henry ဟာထိုင်ရာကဝုန်းခနဲဝမ်းရထိုးပြီးအဖိုးကြီးခြေထောက်ကိုတအားသိမ့်ဖက်လိုက်တာ။ခြေထောက်ချောင်းကိုဆွဲမိတယ်။ဒီတော့ Bob Christie ကအဖိုးကြီးညာလက် Henry ကအဖိုးကြီးဘေးခြေထောက်ကကြေးလိုကာယာကြီးဖြစ်နေတော့ Bob Christie က Henry ကိုမျက်ထောင်လေးကြီးနဲ့ကြည့်ရင်ဟဲ့ကောင်ငါပေါ်တာကိုလှုပ်လိုက်ကွာ။ Henry ကအမ ငါအင်မတန်ကြည့်ရတယ်ငါပါကြီးကိုငါအင်ခေါ်သွားရမယ်ကွာဆိုပြီးအဖိုးကြီးကိုသူတို့နှစ်ယောက်တအားဆွဲကြတော့အဖိုးကြီးကိုဟာအတော်နာပြီးဟဲ့အသူရကင်းကောင်ငါကုံများတမန်းကြီးနဲ့လှုပ်ထားတယ်မှတ်နေကြသလားနှစ်ပိုင်းပြတ်တော့မယ်ဟဲ့လှုပ်ဆိုခုလွတ်ကြဒါပေမဲ့ဘသူကအမှမလွတ်ကြဘူးအဲ့ဒါလိုရုံရင်ဆန်ခတ်ဖြစ်နေကြတော့ဆိုင်ရှင်စမစ်ကတီးမခံနိုင်တော့အားလုံးကိုဆိုင်ထဲကထွက်သွားအပြင်မှာဖြစ်နေတယ်လို့ဖြစ်ကြတော့ဆိုတော့ဘော့ပရစ်တီကဒီအဖိုးကြီးဟာကြောက်ပေါ်တာဗျသူသွားမယ်ဆိုရင်ထုံးစံအတိုင်းကြိုတင်နှုတ်တစ်ပေးရမယ် အနေဆုံးတပတ်စာရောကြည့်ပြရမယ်။ဒီတော့ဟင်နရီကဟေးမင်းတပတ်စာရောကြည့်ရဘလောက်လဲကွာဆယ်ရှိလင်းအဲ့ဒီမှာဟင်နရီအိတ်ထဲလေးရှိလင်းနဲ့ပါလို့ဆိုင်ရှင်စမစ်စီက6ရှိလင်းချေပစ်လိုက်ရတယ်။ဒီလိုနဲ့အပေးယူလုပ်ပြီးတော့ဘော့ကဟင်နရီကိုဘာတင်နေညာတင်နေနဲ့ပြောဆိုရေးရွတ်ပြီးတော့ပြန်သွားတယ်။ဟင်နရီကအဖိုးကြီးသူ့ရလာပြီးမှဝမ်းသာလွန်လို့ခုံဆော့ခုံဆွားနဲ့အဖိုးကြီးလက်ဆွဲပြီးသူ့အိမ်ကိုခေါ်သွားတယ်။ဟင်နရီဘော့ကမိမကလည်းသူ့လင်ကောက်ရလာတဲ့ရွှေထုတ်ကြီးကို ခရူးတဆိုင်ကျူးမွေးလိုက်တာမိဘရင်ထက်တောင်ပို့ပါသေးတယ်အဖိုးကြီးကလည်းခြုံမှန်းသေးလေးကန်းတက်လာလေးဆိုတဲ့ကလေးဆိုကြီးလိုပဲလူလာချက်တွေအမျိုးမျိုးတောင်းပြီးပိုးကြနေတော့တာပဲဟင်နရီကလေးဒါဇင်ဝက်လောက်ကမျက်နှာလိုမျက်နှာရသူ့မိဘများတင်ပေးတဲ့အတိုင်းညအိတ်ခဏီလာပြီးသူ့ဝန်နှန်းရှုံတော့စတာမကြိုက်ဘူးမလို့ရသူ့ဝက်အုပ်ချုပ်နေမြင့်ချက်ရေးစားနေတော့ကလေးတွေလာမကြည့်ရသူ့အိတ်ဖို့ကိုလည်းဟင်နရီဝက်ကအိတ်ခန်းကိုဖယ်ပေးရပြီးဟင်နရီကသားသုံးယောက်နဲ့တခန်းဟင်နရီကတော့ကသမီးသုံးယောက်နဲ့တခန်း လင်းမြားခြင်းခွဲ့အီးကြရတယ်။အဘိုးကြီးဟင်နရီအိမ်ရောက်ပြီးနောက်တနေ့မှပဲဘော့ဘရစ်တီဟာတောကလောက်ခတ်ထားတဲ့တစ်တာတလုံးကိုလာပို့တယ်။အဘိုးကြီးပြစီပေါ့ဒီတစ်တာပင်းနဲ့ဘော့ကအဘိုးကြီးကိုအင်မတန်မှယူသည်လေးစားစွာနဲ့စကားပြောဆိုနေတာကြည့်ပြီးဟင်နရီစိတ်ထဲဒီကောင်အဘိုးကြီးသူ့အိမ်ပြန်လာခြင်းအောင်ဆွဲတရားဟောနေတာပဲလို့မခန့်ခြင်းဖြစ်မိသေးတယ်လေ။ဘော့ဘရစ်တီပြန်လာတော့တစ်တာကိုဟင်နရီကအပေါ်ထက်ယူသွားပြီးအဘိုးကြီးကရင်အောက်ကိုတွားထားပေးလိုက်တယ်။ဒါအရေးကြီးဆုံးပစ္စည်းပေါ့။အဘိုးကြီးဟာ ဒီတတာကိုအနည်းနာမှဘယ်သူမှမရှိတဲ့အချိန်ကြမှာဖွင့်လေရှိရယ်။ဟင်နရီဝေါ်ကာမိန်းမဆိုတာဒီတတာရဲ့ဘာတွေရှိတယ်လဲဆိုတာသိကျန်လို့တော့ဒပိုင်းကိုသိနေရပဲပေါ့။တခါတော့ဟင်နရီကအဖိုးကြီးကိုမေးတယ်။ဘာကြီးဟိုကောင်ဘော့ပရစ်စတီအိမ်မနေတော့ကဒီတတာတွေကပစ္စည်းတွေများသူနိုင်ယူထားသေးလားမသိဘူး။ဒီတော့အဖိုးကြီးကဘာရမလဲကွာ။ငါငါတတာကိုအမြဲတောက်ခတ်ထားတာပဲ။ဟုတ်မှာပါပဲလေ။တတာပုံကြည့်ရတာကဩစတြေးလျလောက်ဆိုတော့ ော်တူလောက်ဖွင့်လို့ရမှာမဟုတ်ပဲလို့ဟင်ရီကစကားနိုင်ကြည့်တော့အဖိုးကြီးကမျက်နှာထားကြည့်နေဟိတ်ကောင်မင်းနောက်ထပ်ဒီဩစတြေးလျကြောင်းမင်းပါဆက်ထဲကတကွန်ဟိုင်းမင်းအိမ်ကငါချက်ချင်းထွက်သွားပဲပတ်စံလဲတပြားမှပေးခဲ့မှာမဟုတ်ဘူးမှတ်ထားဒါကြောင့်ဟင်ရီဩစတြေးလျကြောင်းနောက်ထပ်မဟာဝန်တော့ဘူးအဖိုးကြီးစားတူစားရှိရင်းနေတာတွေတွေ့လဲဘာညာကြီးလဲမမေးဝန်ဘူးအဖိုးကြီးကလည်းသူ့စီလာတဲ့စားတွေကိုဟင်ရီဝော့ကမိမဆက်စုမှာဆိုလို့ဆိုပြီးပေါ်ပရစ်တီကတဆင့်ပုတ်ခိုင်းနေလေ အဖိုးကြီးကမနက်တိုင်းမော့ပရစ်စတီအိမ်သွားပြီးသူ့အတွက်စားရုပ်ပါတို့ရောင်းမြောင်းစုံစမ်းလေးရှိတယ်။အဖိုးကြီးကအဲ့တလိုကြီးနေခဲ့တာ၃လလောက်ရှိသည်တန်းချူတပြားမှမထွက်ခဲ့ဘူး။ဟင်နရီဝေါ့ကာတို့စီရင်စရာအတွက်ကြီးတော့တော်တော်ဘတ်ဂျက်ထိခိုက်နေပြီ။သူစားချင်တာတောက်ချင်တာတွေကျွေးမွေးရတဲ့အပြင်အဖိုးကုန်ခန်းရတာရှိသေးတယ်။ဟင်နရီတို့အိမ်ကပစ္စည်းတွေကိုအဖိုးကြီးကယူယူပြီးဝေးတန်တရာလုပ်ပြတာပဲ။ဥပမာပြရမယ်ဆိုရင်တနေ့မနက်စာစပွဲမှာဟင်နရီကတော့ကသူ့ကျမတွေဥငမန်ဥနီလက်သားနဲ့ ကြက်ဥတွေခါတိုင်းလောက်မရတဲ့အကြောင်းဥကန်နေကြက်မာတမ်းမှနှကောင်နဲ့အခိုးခံရကြအောင်စိတ်ပြက်လက်ပြက်နဲ့ပြောတော့အဖိုးကြီးကတောက်လက်စာလက်ဖက်ရည်ပကံကိုစောင့်ချလိုက်ပြီးအဲ့ဒါတွေအခိုးခံရတာမဟုတ်ဘူးဟဲ့မနေ့မနေ့ကငါဘောပရစ်တီကိုသွားပေးလိုက်တာဆိုတော့ဟင်ရီမီယာအသက်ရှူမသွားပြီးဟမ်ဘောပရစ်တီကိုသွားပေးတယ်ဟုတ်လားဘာဖြစ်လို့လဲဘာဖြစ်ရမလဲသူကတောင်းလို့ပေါ့ကွာအမနင်းငါ့ကိုဘာဖြစ်လို့ဒီလိုကြည့်ရတာလဲမကြည့်နိုင်ဘူးလားအဲ့ဒီလိုကြက်ကန်ကန်ပြောရင်ဟင်ရီမိမကိုပူကြည့်ကြည့်ပြီး ဟင်ရီကိုသူ့အုပ်ထုပ်သွားယူပေးဖို့ပြောတယ်။ဒီတော့စိတ်လက်မှန်မှထွက်သွားမှာဆိုလို့လင်မယားနှစ်ယောက်သားချော့လိုက်တောင်းမလာရတာ။ဟင်ရီဆိုတာမျက်ရည်ဝဲလို့ဒီတော့အဖိုးကြီးကဒါမျိုးဒီတစ်ခါပဲတိခတ်မယ်။နောက်ထပ်မဖြစ်ပါစေနဲ့လို့ပြောတဲ့။အဲ့ဒီနောက်တော့အဖိုးကြီးကဟင်ရီတို့ပစ္စည်းတွေကိုထင်တိုင်းပေးကမ်းဆွန်ကျင်နေတော့တာပဲ။ပေါ်ပရစတီကလည်းအမနာရန်ယူဟင်ရီတို့လင်မယားခင်ဗျာဒီတိုင်းလက်ပိုက်ကြည့်နေရရှာတယ်။အဖိုးကြီးပစ္စည်းဒူးကြီးတဲ့ကြီးရမှာမျိုးစေ့ချနေရတဲ့သဘောပေါ့လေ။ အဲ့ဒီတုန်းကရင်ဘတ်မီးနေမြိုက်လို့အတဲ့လုံးပူစရာဖြစ်လာတာကအဖိုးကြီးကသူ့ရှိသမျှပစ္စည်းတွေကိုဘော့ပရစ်တီကိုပဲလွှဲပြီးတော့မလို့လို့တင်းကိုဘယ်ချမ်းမကကြားခဲ့ရတယ်လို့ဟင်နရီကိုပြောပြတဲ့ဒီလိုနဲ့အဖိုးကြီးဟာဟင်နရီနဲ့နေခဲ့တာ၁၈လလောက်အကြာတညမှာအရင်ကတေးသွားပါလေရောအဖိုးကြီးမှာနှလုံးရောဂါရှိတယ်ဆိုတာတခါနေမကောင်းလို့သွားပြတာရွာဆောင်ဝင်ကပြောဘူးတယ်အဲ့ဒီကလေးကဒီအဖိုးကြီးဘယ်နေတည်မလဲဆိုတာလင်မယားနဲ့ဆောင်းမြုံနေခဲ့ရတာဟော အခုတော့သူတို့ဆန္ဒပြကြပြီ။ဟင်ရီကနှက်တရှုပ်ရှုပ်လို့ရင်သူ့မိမကအဝတ်ခပုံစားနဲ့မျက်စိကိုနာနာပုတ်ရင်နှစ်ဦးသားကောင်းချင်းဆိုင်ပြီးသူတို့ဘလောက်များအဖို့ကြီးပစ္စည်းတွေရတော့မယ်လို့မတရှင်အပူယုံနဲ့ဝမ်းသာနေကြတယ်။ဒီဖို့ကြီးတည်ဆုံသွားတဲ့တဲ့ရင်ဟာ7မိနစ်အတွင်းမှာပဲကလေးပြူတွေတရားလုံးပြန့်နှံ့သွားလို့ဟင်ရီတို့အိမ်မှာအာတူပါရှူပြိသက်တွေပြေရှင်သွားတော့ပေါ့။လူတိုင်းလူတိုင်းလဲဟင်ရီတို့လင်များတော့ပွားပြီလို့ပြောကြတယ်။အဲ့ဒီမှာပဲဘော့ပရစ်စီဟာစောင်းစောင်းနဲ့မတအိမ်ဝတက်လာပြီး ခရီးရောက်မဆိုင်ဟင်ရီကိုဘယ်လိုလဲကွအဖိုးကြီးတော့တွားရှာပြီကိုငါထင်တဲ့အတိုင်းပါပဲအဖိုးကြီးကိုလည်းငါသတိပေးခဲ့တယ်မင်းနဲ့သွားနေရင်အသက်ရှည်မှမဟုတ်ဘူးမြန်မြန်ကိစ္စချောမှာပဲလို့ဒီတော့ဟင်ရီကတင်းမာတဲ့မျက်နှာထားနဲ့တေးတဲ့အဖိုးကြီးရဲ့တစ်တာတော့ကိုသူ့လက်ထဲမှာတင်းတင်းဆုပ်ကိုင်းလို့ဟိတ်ကောင်ငါ့ရင်ဘဝခုဆင်းသွားလိုက်စမ်းမင်းတို့ဘာမှမပြောခဲ့ဘူးမျှော်လင့်မနေနဲ့တော့ဘောပရစ်စတီကစိတ်ပြပြနဲ့ခေါင်းကိုယင်းအမလီမမျှော်လင့်ပါဘူးဗျာ ်မင်းမဲ့သဘောရှိယူပါဒီဖိုးကြီးကိုမင်းခေါ်သွားတော့ကလည်းမင်းတို့ကဘလို့မှအာဃာတမထားခဲ့ပါဘူးအိုးတွေးမတော်ဆက်ပဲဘွားကုတို့လျောက်ကျွေးတုံကျွေးလဲမွေးတုံမွေးလဲရှိလို့ပဲအောက်မေ့ပါတယ်ဘာငါနဲ့တွေ့သားမဆက်ရမှာလဲငါပါကြီးအရင်ကြီးကိုဟာဒါမင်းပါကြီးမဟုတ်ဘူးလို့ငါဘယ်နှခါပြောပြီးပြီလဲဟောဒီလူတွေအကုန်ကြပဲလို့ဒီအချိန်မှာမသားအိမ်ကိုလူဆောင်ရောက်နေတဲ့ကျုပ်တို့တွေကိုလက်ညှိုးထုတ်ပြီးတက်တဲ့ထူသည်ဗျာဒီတော့ဟင်နရီဝေါ်ကမျက်နှာပြက်စားပြူပြီး နို့ဒါဖြင့်သူဘယ်သူလဲငါမိမရဲ့ဘိုးရည်ကြီးပါကွာဗာမင်းမိမရဲ့ဘိုးရည်ကြီးဟုတ်ပါတယ်ခမကြီးမရှိစင်းရရှာလို့ငါအိမ်မော်ခေါ်တင်ကြွေးထားတာပါသူမှဘာမှမရှိရှာပါဘူးခုမင်းလက်ထဲကြစ်ကြစ်ပအောင်ဆုပ်ထားတဲ့တော့နဲ့သူ့တင်တာကိုဖွင့်ကြည့်ပါဟင်နရီဝေါ်ကာကဘော့ပရစ်တီကိုမယုံကြည်နိုင်တဲ့မျက်နှာထားနဲ့ကြည့်ပြီးစစ်တာကိုတွားယူဖွင့်ကြည့်လိုက်တော့ဘဲအပေါင်းဆိုင်ကမှလက်ခံတော့မင်းမဟုတ်လက်နီးစုပ်တာတာအတော့ဝင်တော့မယ်အဝတ်ဟောင်းတွေသာတွေ့ရပါတော့တဗျာ ရှိခိုးပြပြသွားတဲ့ဝတ္ထုတို့လေးကိုအဆုံးထိလိုက်ပါနားဆင်ပေးသူတို့အူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။အားလုံးပဲဘေးပြာတွေဝေးကွာပြီးတာယာလာပါတဲ့နေရက်ကလေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။ကျမကတော့စာဖတ်သူဝိုင်းပါ။